ဆရာ इत्र ာဆွေရေးသားသောဝိထုတို့ကောင်းတစ်ပုဒ်ဖြစ်သည့်စေတနာမေတ္တာရှင်မလေးအင်းွဲ့မိသောမိန်းကလေးတယောက်ကလောမတောင်ကြီးသောဘက်ကားပေါ်တွင်ပျော်ရှင်စွာ လိုက်ပါလာလေသည်သူစိတ်ထဲမှပျော်လွန်သည့်ဖြစ်တွေးကြရမြင်ကြရလူများအောင်တည်တော်မတည်တော်အားလုံးကိုပြုံးပြရင်ជីနိုးနဲ့တိတ်နေမိလေ၏သူက ပြုံးပြသည့်ဖြစ်သူ့ကိုပြန်ပြုံးပြသူရှိသလို့ မတိလိုက်မတိပါသာနေတော်သူများလဲစီဤယခုသူသက်73နှစ်ကာလတွင်ဒီတခါသာရှီဥပထမပက်စကာစီဘူးခြင်းဖြစ်လေသည်သူမွေးရမြေမှာရွှေညောင်သာစီသောဇထာလံဘေးတွင်ဘူတာငယ်ကလေးရှိသည့်စင်တောင်ခေါ်တောင်ကြားရွာကလေးဖြစ်၏ဖခင်ဖြစ်သူမှာသာစီမျိုးအနီးရွာတရွာမှမိရထလူသမားတအူဖြစ်လျက်သွားရင်းလာရင်ဖြစ်စင်တောင်သူမနန်းချာနှင့်အိမ်တော်ကြားကား င်တာမှာပဲအခြေချနေခြင်းဖြစ်သည်အိမ်တော်သက်15နှစ်အတွင်းမှာကလေး9ယောက်ရှာပြီးဝမ်းရင်းမှာချောင်းလေသည်မရှိပဲကတိလင်းသားနီလီယောကဲ့ပို့ကြီးဦးအစ်မန်ဤစီမံပေးချက်အရာတမီကြီးဆုံးလေးအင်းတွေကိုကလောယုံပန်းကြီးအိမ်သို့အိမ်စီပို့ထားသည်မှာ6လမြောက်ရှိခဲ့ကြပြီထိုမှတဖန်ရုံပိုင်းကတော်ဒေါ်သိန်းဤအเจ้าနေဘတ်တငယ်ချင်းဖြစ်သူဒေါ်အောင်မခင်ကခင်မွန်းတယ် တစ်တော်အရေးပိုင်ဥသက်ခိုင်းတဲ့သူတောင်ကြီးမျိုးသူပြောင်းရွှေ့လာရလေးနေရွယ်တာရောက်ကြလေးတူအခါလေတော့အမွာဘူးလေးနှစ်ယောက်နဲ့မနိုင်မနေဖြစ်နေပါ၍အိမ်ပေါ်ယူယူကောင်းကောင်းအကူကြီး တောင်းတဲ့ဖြစ်ကလေးမင်းငယ်မရှိသောဒေါ်သိန်းကြီးကစိတ်ချရသောသူ့အိမ်ကအင်းတွေကိုကလေးမပြပါများသဘောတူညီချက်ကိုယူပြီးတောင်ကြီးမျိုးသူပို့လိုက်ခြင်းဖြစ်ပေ၏တင်တောင်ဆိုဒီမှာက ဗုဒ္ဓငယ်ကလေးသာရှိသည်ဖြစ်၍လမ်းပန်းဆက်သွယ်မှုမှာမိယတာတခုတည်းသာရှိသည်ကာလနှင့်လည်းမနည်းသောကြောင့်၎င်းရောင်မှမွေးဖွားချသောကလေးတို့သည်မတော်ကားကိုမမြင်ဘူးကြကြေထို့ကြောင့်အင်းတွေသည် ကလေးရောင်မှမတော်ကားကိုမြင်ဘူးလျက်ယခုတောင်းကြီးသွားပါမှပထမဦးဆုံးချိန်ကာစီဘူးခြင်းဖြစ်လေ၏ ကလောမာနနက်10နာရီခန့်ထွက်ခဲ့သောရှီယောင်းဘတ်စကားကြီးသည်တောင်ကြီးမြို့သို့မွန်လွယ်2နာရီကျော်လောက်မှရောက်လာသည်ဈေးမြောက်ဘက်မှကားရပ်ပြီးခီးတယ်များကိုချသည်ခီးတယ်များထံမှတပြုံမြုံနေသောအင်းရွယ်လေးကိုမြန်မှန်တက်မိနေသောအတော်ကြီးများကနှုတ်ဆက်ကြသည်အလွန်မျက်နှာချိုသောကလေးမပြီပဲဟုဘတ်စကားဒရိုင်ဘာကြီးဦးဆန်များကိုပြောပြီးချီးမွမ်းသွားကြသည်ကလေးဘယ်သွားမလို့လဲဟုမေးရာ ်အင်းတွေကပြန်မပြောတတ်သဖြင့်ဥဆန်များကပင်တစ်တောရက်ွက်ရှိတစ်တောအေးပိုင်တို့ပို့ရမည်ဖြစ်ကြောင်းပြောပြ၏အတော်ကြီးများလည်းအင်းတွေကိုကျင်နာစွာကြည်ရင်ကောင်းကောင်းမွန်မွန်လေးလေးမမနေရင်ပြောဆိုဆုံးမကြပြီးအတီးတီကိုလန်းကိုသွားကြလေ၏တတော်ရက်ွက်ရှိတည့်ရက်လှပါတော့တထထိုက်အိမ်တစ်ခုရှိသောရောက်တော့ခါ ဒရိုက်ဘာဦးစံများကအင်းတွေကိုကားရှိခန်းမှာချပီးပြီးသူ့ဝတ်စားများထဲထားသည့်လွဲ့အိတ်ဟောင်းနှွမ်းနှွမ်းကလေးကိုယူ၍တိုက်ရှိတကားပေါက်ရှိလျှက်စစ်ဘဲကိုနှိမ့်လိုက်သည်ခြေတံတစ်ဖက်ဖက်ကြားရပြီးမကြာမီ ဝင်းတကားပွင့်လာ၍လှပချုံမသော အသက်30ရွယ်အမျိုးသမီးတယောက်ထွက်လာသည်လေးနှစ်ရွယ်ကလေးတယောက်ကသူ့ထမိန်သားကိုဆွဲထားပြီးဦးစံများနဲ့အင်းတွေကိုပါဇက်ကလေးအဟောင်းသားနဲ့ကြည်နေသည် အမျိုးသမီးကလေးတစ်ဖက်တစ်ချက်တွင်ကသပေနက်နက်ကောက်ကောက်ကလေးတွေနဲ့အင်မတန်ရုပ်ချင်းစင်သောအမွာနှက်ကိုကြည်ထားသည်။ဦးဆန်များကရိုးရိုးတည်တည်ပင်စာတစောင်ကိုလှမ်းပြင်အမျိုးသမီးအားဟောတက်တော်အေးပိုင်ကတော့တက်တော်အေးပိုင်ကြီးကတော့ဘာလားခင်ဗျာဟုတ်ပါတယ်ရှင်ဟိုဘာကိစ္စရှိလို့ပါလဲဦးကြီးဩဩကလောရုံပိုင်ကြီးကတော့ဟောဒီမှာဒီကလေးမလေးကိုပို့ခိုင်းလိုက်လို့ပါဗျာ အမျိုးသမီးကကမ်းလာသောစာအုပ်ဖွင့်ပပြီးအိမ်တွေကိုအကဲခတ်ကြည့်သည်မျက်နှာဝိုင်းဝိုင်းမျက်လုံးပြူးပြူးကလေးနဲ့မိမိကိုပြုံးပြုံးလေးကြည့်နေသောကျစ်ဆံမီနဲ့ဝါဝါတုတ်တုတ်ကလေးမလေးတယောက်တော်လည်းဖြက်လက်ပုံရပြီးနေရာတိတခုကိုရောက်နေပါတော့ကိုဟုရှူတူရှန့်တန့်ကြောက်ရွံ့သည့်ပုံလုံးဝမရှိ သူကသူ စိတ်ချယုံကြည်ဟန်အပြည့်ရှိသည် ။ဥမာခင်ကသူတို့ကိုအိမ်ထဲခေါ်ပြီးကလထိုင်ပေါ်တွင်ထိုင်စီတော့ဦးစံမြကသာကလထိုင်စုံးမှာမယုံမရေကလေးဖင်ချိတ်ထိုင်၍အင်းတွေကမူကြံကင်းဖျောင်းမဆိုးပေါ်မှာဒုကလေးတုပ်ပြီးထိုင်ချလိုက်၏။တောက်အခေခဏီသောဥမာခင်ကအင်းတွေကိုသဘောချသွားပြီးချူတာစွာနဲ့မင်းနမေကဘလို့ခေါ်တယ်လဲဟင်အင်းနဲ့ပါတော့အသက်က73နှစ်ပါ အုံမခင်ကဥစံများပဲလှည့်ပြီသူဒီမှာကြကြနေနေမှကြကြနေနေမှမလားဦးလီနေရအောင်ရုံမကြီးကတော့ကပို့လိုက်တာပဲခမကျမမမြင်နေတိုင်းပဲကလေးကသုံးယောက်နဲ့ဘာမှမလုပ်နိုင်မကိုင်းနိုင်ဘူးဒါကြောင့်တင်းသိစီမှားထားတာပဲသူကလေးထိမ့်တတ်ပါမလားဟင်အီမေးခွန်းကိုအင်းတွေကတွက်လက်စွာဝင်ဖြစ်၏ဟိုကောင်းကောင်းထိမ့်တတ်ပါရဲ့တော့ ကျမမောင်မောင်လေးညီမလေးတွေလေးယောက်တောင်ရှိတာကျမထိငဲ့ရပါရဲ့။အုံမခင်ကသဘောကျသွားကအင်းတွေတို့ကကလောကပဲလားမဟုတ်ပါဘူးရှင်စင်တောင်ကပါ အတော်စင်တောင်ရောက်ဖို့မှာပေါ့နော်။တို့တာစီကလာတော့ငါဖြက်ခရရတဲ့ဘူးတကလေးမဟုတ်လား။ဟုတ်ပါရဲ့ရှင်အဲ့ဒီစင်တောင်မှာပဲအင်းတွေမိဘတွေရှိသလားရှိပါရဲ့ရှင်။ဘာလို့လို့တလဲ။ အဖေကမြေထားလို့တမပါ အမေကတော့မြေထားဆိုင်တဲ့အခါမှာထင်းစုစီတို့တင်းမောစီတို့ငပြောစီတို့ပန်းတို့ပေါ့လေရရကုံရောက်มาတယ်အဲ့နယ်ကတော့အိမ်မှာကလေးထင်းရတာပါပဲဒါကြောင့်ကျမကလေးထင်းတတ်နေတာပါအေးဟုတ်ပြီဟုတ်ပြီဒီမှာလေဟောဒီမောင်လေးတွေထင်းရမယ်နော်တစ်ပြင်ဘာမှလုပ်ဆရာမလိုဘူးအနယ်ကခေါင်းကြီးပြပြီး သူ့ကိုငေးကြည့်နေသည်လေးနှစ်ရွယ်ကလေးငယ်ကို အသာဆွဲယူ၍ သူ့ပေါင်ပေါ်ထိုင်စီကောင်တင်ပါလေးကိုပုတ်ပြီးရင်နာနာကြွေမောင်လေးနဲ့မယ်ဘလို့ခေါ်လဲရင်အတာဖိုးမောင်လေးယောက်ကောလက်လက်နဲ့နှောင်းနှောင်းသူတို့မေးပြေလုံးနေရစဉ်အုံမခင်ကဒရိုက်ဘာဦးဆန်မြအောင်ကလောယုံပိုင်ကတော့တင်းတင်းရီရီစတွင် ပါတီတိုင်းအင်းရွဲ့မိဘများအောင်သရံငွေ300တနည်းအင်းနဲ့အတွက် ကားက90ကိုပေးအောင် ။ဦးဆက်များကငွေ300ရောက်တာလက်ခံပြီးကားကကိုရုံပိုင်ကတော်ကြီးကပေးလိုက်ပါပြီခမ။အိုးဒါကကျမဦးလေးကိုကျေးဇူးတင်လို့တက်တက်ပေးတာပါ။ဦးဆက်များကရိုးရိုးတိတိလက်နှစ်ဖက်နဲ့ပြန်ယူရင်းကုန်းသွေးတို့ဖြင့်မဲနေသောသွားကြီးများကိုပို့အောင်ပြုံးလျက်ကျေးဇူးတင်ပါတယ်ခမ။အင်းရဲ့တောင်ကြီးရောက်ပြီးွေးတပတ်များကြာတော့နေ့လည်နေကလေးများအိတ်နေခိုင်းမှု အုံမခင်ကအင်ရှိကန်းတန်ရှိရေလို့အင်းရဲ့က ကျန်ခင်ဖျောင်းမဆုကိုရှီဘက်နဲ့တိုက်နေတယ်။အုံမခင်ကအင်းတွေဒီမှာနေရတာပြောရလား။ပြောပါတယ်တော်ရဲ့အင်းတွေကဘယ်မှာနေနေပြောပါတယ်။မဟုတ်ဘူးလေအန်တီကအင်းတွေမပြောဘဲပြန်သွားမှဆိုလို့ပါ။မပြန်ပါဘူးတော်ရဲ့အတော်တို့ဒီမှာအကြိုင်းနေမှလားရင်အတော်အတော်လို့မခေါ်ပါနဲ့အင်းတွေရဲ့နားထောင်လို့မကောင်းပါဘူး။လို့ ဘလို့ခေါ်ရမလဲအန်တီအန်တီခင်းလို့ခေါ်သိလားအန်တီတို့ကဒီမှာ၃နှစ်လောက်တော့အနည်းဆုံးနေရမှာအင်းွဲကိုပြိမဲ့လာကတရားတရားကိုစုထားသိလား၃နှစ်ဆိုရင် အများကြီးရမှာနော်အဲ့တော့အန်တီတို့မရှိတော့လဲအင်းွဲတို့ဈေးရောင်ဈေးဝယ်လို့ဖို့အရင်နီးကောင်းကောင်းရပြီပေါ့အင်းွဲပြောရှင်းသွားလက်ခုပ်လက်ဝါးတီး၍ရေးရင်အေးဟုတ်တယ်ဟုတ်တယ်ဈေးရင်လို့ဖို့ဝေဘလောက်ရမှာလဲအန်တီ တလ100တနစ်ကို1900ဆိုတော့3နှစ်3600ပေါ့ခင်3600ဆိုတာဘယ်လောက်ရှိမလဲအန်ဒီအဲ့နဲ့မသိဘူးလေအဲ့နဲ့မှာအခုကပတ်စံနှစ်ချက်ပဲရှိတယ်အဲ့ဒါရွာအတန်လန်းတိန်ဘာဘူးဘီရဲ့မိမဒေါ်နေမြကိုသဘင်ဖြူနှုတ်ပေးကလေအဲ့နဲ့ဆူထားတာပတ်စံဆိုဒါပဲတည်တယ်အုံမခင်ကဂယုနာသက်စွာပြောရင် အေးလေအဲ့နဲ့အဲ့ဒီသုံးနေ့ချိန်ကာလာတွင်မှာအများကြီးအသိဉာဏ်တွေရလာအောင်ပါပဲအဲ့ဒီခါမှာ16နှစ်သမီးဆိုတော့မငယ်တော့ဘူးကွယ်ငွေ3600ဘလောက်လဲဆိုတော့သိလိုက်ရမှာပေါ့အေးဟုတ်မယ်အန်တီရဲ့အဲ့ဒီခါဆိုရင်အဲ့နဲ့အပြုတ်လဲဖြစ်ပြီပေါ့ယောက်ျားယူရင်ရပြီနော်အုံမခင်မျက်လုံးပြူသွားပြီ ဟဲ့ဟဲ့ဒါရီမပြောရဘူးအင်းရွေအခုအသက်ငယ်ငယ်လေးရှိသေးတာပဲဒါနဲ့အင်းရွေကယူရမယောက်ျားတွေ့ထားလို့လားအင်းရွေရှက်စနိုးလေးခေါင်းကောင်ကကျန်းကို တအားပတ်တိုင်ရင်မတွေ့ပါဘူးအန်တီရဲ့အမေကတမီ16နှစ်ဆိုရင်ယောက်ျားပေးစားပြစ်မယ်ပြောလို့ပါအုံမခင်စိတ်ထဲကစင်စင်ရဲရဲနဲ့သားသမီးတွေကများတော့မအီကစိတ်ပေါက်ပေါက်နဲ့ပြောထင်မှရဲ့ဟုတွေးတော်မိ၏ ဒုခိုက်အိမ်ရှိတင်မသဒါခြေတစင်းထိုးဆိုင်ပြီးတီတီနဲ့ဟွန်ပြီးတော့အုံမခင်ကပရင်ပေါင်မှလှမ်းချပြီဟဲကုကုပြန်လာပြီအင်းရေတကားသွားဖွင့်ဟိုမှာမင်းရံကဲတော့ဟာပြန်ရောက်လာပြီအင်းရေဒီရောက်နေသည့်တပတ်တွင်အိမ်ရှင်အန်ကယ်ကြီးကို တခါမှ မတွေ့ဘူးသေးအေကန်းတွင်ခြေထားသည့်ဓာတ်ပုံကြီးကိုသာမြင်ဘူးသည်ခေါင်းပေါင်းနဲ့လူချောလူခန့်ကြီးတယောက်ပဲ အခုမှခြံဝါတို့ပြေးသွားပြီးအန်ကယ်ကြီးရဲ့ထုတ်ပိုးတွေတည်ရင်တမောမောနဲ့ကြည်သည်အန်ကယ်ကြီးကြည်ရသည်မှာပင်မန်းလာဝင်ရတော့လေသူတားကြီးအတာကိုချိန်မှမြောက်ချီကပါဖောင်ဖောင်နှစ်ဘက်ကိုအာရပါရနမ်းရှုပ်ပြီးဇနီးတဲ့အောင်ဒီတစ်ခေါက်သိပ်ပင်မန်းတာပဲကွာတော့မှလည်းနှစ်ရက်လောက်ဖြားလိုက်သေးတယ်အဲ့ဒါစိတ်စိတ်ခံရအောင်လုတ်သက်ခွင့်တလားလောက်ယူမလားစိတ်ကူးမိတယ်ရှူလာဖို့ကိုကို ။အုံမလည်းအခုဟောဒီအဲနဲ့အဖော်ရနေပြီ။တွတ်လက်လက်ချ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 ားလေးဆိုတော့အုံမတက်တာသွားပြီလေ။ကလုံးကနေပို့လိုက်တာတင်းတင်းကျေစုပဲ။ဦးတကိုင်းဒီအင်းတွေကိုတစ်ချက်ကြည့်လိုက်ကအေးဒါဖြစ်လေဒီကလေးမလေးကိုကိုရိုးနဲ့တာရှီနေအောင်ကြည့်မွေးကွာနုံမောင်ရင်မင်းမောင်နှကောင်နဲ့တိတ်မလွဲဘူးတော်လိုက်ပြတာနောက်က နိုင်သမျှပစ္စည်းများတဲသွားသောအဲနှဲ့အပြေးကလေးပြန်အောင်လာကမိခင်ကလေးခွေမှလူးလွန်ပြီးအောက်သို့ဆင်းရဲကျူးသားနေသောအမွာညီနောင်ကိုလမ်းယူပြီးအန်တီအဲနှဲ့သူတို့ကိုလမ်းကြားဘက်ခေါ်သွားပြီးထိမ့်လိုက်မယ်နော်ဟု အလိုက်တတိပြောဆိုပြီး အမွာကလေးညက်ကိုနှစ်ဖက်ကလေးခွင်၍ခေါ်သွားလိမ့်၏အဲနှဲ့အားခင်မင်းနေပြီဖြစ်သောตาจีอตาเลนอกมาเปื่อยชินตัวไล่ปาตัวเลยอีตัวพี่ အိမ်ရဲ့ဒီတတော်ရေးပိုင်ဥသက်ခိုင်နဲ့ဒေါ်မာခင်တို့အိမ်မှာ အိမ်ပေါ်နဲ့အရှင် အလွန်ပင်အစဉ်ပြေလျက်ရှိကြလိမ့်၏မောဒီပြင်းထန်စွာရွာသွန်းနေ၏အိမ်မရှိထင်းရှုပင်ကြီးအကိုင်းခံများကမိုးတံလေတံကြောင့်အိမ်မိုးနဲ့နေရန်ကိုတပြင်းပြင်းရိုက်ခတ်နေသဖြင့်အင်းတွေအိပ်ပျော်နေရကလန်တို့သည်မျက်စီကိုစုံမွေ၍စူးစမ်းပြီးအိတ်တော်လဲပြန်ပြီးမပြောတော့ဘဲ လွန်ခဲ့သောရက်သက်တစ်ပတ်က သူ့မေစီကလာတဲ့စားထဲမှာအင်းတွေမတက်၍အုံမခင်ကဖက်ပြခဲ့ရသည်တန်လန်းထင်းကြီးဥဘိုးတီထင်းတက်ချင်ရင်သစ်ပင်ပေါ်ကလိတ်ချပြီးတေးသွားတယ်ဘာဘူးကြီးဟာမကျွတ်ဘူးတဲ့ညညသူ့အိမ်လာလာချက်တဲ့တဲ့ဒါကြောင့်ဖွာကြီးဒေါ်နေမြဟာတလားပြင်းစွန့်ကြွေးပြီးသူ့ဇာတိရကိုပြန်တော့မယ်ဟုပါလျာ အိမ်ွယ်တီရင်းစာကိုစိတ်ထဲဆွေးနေပြီးညညအိမ်မက်ထဲမှာသူ့စီကိုလည်းဥပိုးတည်လာတယ်။နုပီအိမ်ရှိကန်းကအန်ကဲအေးပိုင်းကြီးထိုင်နေကြပလက်ပလက်ထိုင်ပေါ်မှာလည်းဥပိုးတီကထိုင်လျက်မိမိကိုစိတ်စိမ်းကြီးကြည့်နေသည်ဟုမျက်စီထဲမှာမြင်ရောင်းလာသည်။ထို့ကြောင့်အိမ်ွယ်တီအိမ်ခန်းထဲမှာခြေပြားထောက်ထွက်ခဲ့ပြီးအဲကန်းသို့သွားကော ပလက်ကလထိုင်ကိုတည်တည်ချာချာကြည့်၏။ဘာမှမရှိပါဘူး။ တရေသူကိုထင်ပြလေနမိတ်မကောင်းဘူးလို့တခါအမေကပြောဘူးတယ်။ဖဟဲ့လွဲပါသေးဖဲပါသေးတော့သို့တော်တိုက်တိုက်ဆိုင်ဆိုင်ပြီးနောက်တနေ့မှအန်ကယ်ကြီးဦးသက်ခံရုံးကပြန်မုံမီလာ၍ညအချိန်အကြီးကျယ်ဖြားလေတော့သည်။အန်တီကင်တညာလုံးမအိပ်ရောက်နောက်တနေ့မနေ့မှဆရာဝန်ခေါ်ရသည်ပြီးလင်နေ့ဆရာမညဆရာမနဲ့ပြူစရာသည်။ဆရာဝန်က မနေ့တစ်ခါညတစ်ခါလာသည်။ ဒါတောင်မှမတက်တော့အဆုပ်အေးမိပြီး အသက်မရှင်နိုင်လို့တဲ့အသက်ရှူရဆက်လုံးလုံးရှိရှိကြီးယူလာပြီး ပိုင်းနဲ့နှာခေါင်းများတွေထိုးထည့်ထားရ၏အန်ဒီခင်ဗျာနောက်ဖေးနောက်ဖီသွားချိန်မှလွေ၍အန်ကယ်ကြီးနားကမခွာထမင်းစားတာတော့မှပကံနေစွန်းတက်ပြီးလူနာဤအိယာပေးမှာပဲစာရရှာသည်အင်းရမှာတခါတည်းရန်ဖြတ်တန်းသွားလာရင်ခန်းစည်းကြမှာချောင်းချီအောင် အန်ကယ်ကြီးမှာငါးတကောင်လိုပါးစပ်ကိုဟာစီဟာစီလုပ်ပြီးအသက်ကိုပင်ပန်းကြီးသွားရှူနေရရှာသည်မြက်တွင်ဟောက်ပနဲ့အသားရောင်ကလည်းပြာနေနေဖြစ်နေ၏ထိုကအင်းတွေသည်အေကန်နေရှိပလက်ကလတိုင်းရှိရသို့သွားပြီးလေးသံတူတူဖြင့်ဥပိုးတရားစကားပြော၏အဖနော်အဖကို့ဘာသာကိုအေးအေးဆေးဆေးနေပါဒီမှာလာပြီးမနှောက်ရှက်ပါနဲ့အန်ကယ်ကြီးတို့အန်တီခင်တို့ကအင်းတွေရဲ့ကြည်သူရှင်နေပါ မောင်လေးတယောက်ကလည်းသနားစရာကောင်းပါရဲ့သူတို့အဖေမရှိရင်ဘယ်နဲ့လုံမလဲအဲနယ်လည်းအလုပ်ပြုမယ်အမေတို့လည်းအဲနယ်လုံဆံမရှိရင်ဒုက္ခရောက်ကြမယ်အဖကောင်းရာသူကတိရောက်ဖို့အဲနယ်တက်နေသလောက်ကောင်းမှုပြုပေးပါမယ်အဲနယ်မှာအခုရှိနေတဲ့ငွေနဲ့ချက်နဲ့လည်းအဖကိုခေါ်သာကြွေးပါမယ်အဖသွားပါတော့နော်ဆက်တဲ့ဖြစ်တတတရေယူရင်းအဖဘိုးတီနောက်တစ်ခေါက်မလာနိုင်သူဟုကလထိုင်ကိုခောက်ထားလိုက်လေ၏ တိုးနေတိုက်တိုက်ဆန်ဆန်ပဲနောက်တနေ့နဲ့နဲ့အုံမာခင်နဲ့ညဆောင်ဆီယာမအတွက်ကော်ဖီသွားဖို့တော့ခေါအန်ကယ်ကြီးနှာခေါင်းမှာပိုက်မရှိတော့ပါအန်တီခင်ကကရင်ချီတွင်ခွေခွေကလေးလှဲနေ၏အဲနဲ့ဝင်သွားသောခေါအန်တီခင်ကပြုံးမဲလှလာကလေးပြုံးပြသည်ဒေါ်မာခင်သည်ဒီတလအတွင်းမှာပဲအဲနဲ့ဤစေတနာနှင့်မေတ္တာတရားတရားတွေကို ကောင်းကောင်းကြီးတည်သွားပြီအလုံးလဲအလိုက်ထိုက်တည်တဲ့မိန်းကလေးပဲ ကိုကိုအသေးတန်ဖြစ်နေတော့မိမိအိမ်တော်မှုကိုဘာမှမလုပ်နိုင်တော့လဲအဲနှဲကကလေးသွင်းရုပ်ကိုကောင်းစွာထင်ချောင်ပြီးရင်မိဖို့ကြောင့်မူကိစ္စတွေကိုတတ်နိုင်တဲ့၍မနာရန်လှုပ်ဆောင်ပေးသည်ဒီကြရဲကိုကိုကိုလာကြည့်ရင်အညစ်ကြေးအိုးများကိုမယုံမရှာစီကျော်တုတ်တင်ပေးသေးသည်အော်အခိုင်းစီဆိုပေမဲ့ကိုရင်းချာဖြစ်တော်မှသူ့လောက်ကောင်းမှာမလား အဲနေကကော်ဖီလင်မန်းကိုလှမ်းပြင်းအုံမခင်အားတူတူကလေးမိသည်အန်ကေကြီးဘလို့နေသေးလဲအန်တီအေးညအဖျားကြတော့ပါပြီသမီးရဲ့နေကောင်းတော့မှာပါဇင်းနိုင်အင်းွေသည်တက်ပြင်းကြီးဟင်းနေချလိုက်ပြီးသူ့စိတ်ထဲတဲ့မင်းညာကဘာဘူးတီကိုငါမောင်းထုတ်လိုက်လို့ဒီတစီကြီးထွက်သွားပြီဒါကြောင့်အန်ကေကြီးတက်တာသွားတာပေါ့ အဲ့တော့အခုမှသတိရတယ်ဟုသူ့နှုတ်မှရေရွက်ခေါအခန်းထဲမှခြေပြားကလေးထောက်ထွက်သွားပြီးသူ့အခန်းထဲမှတစုံတစ်ခုကိုတွားယူသည်ပြန်ထွက်လာသည့်အခါအုံမာခင်မိဘကနေတွားသည်နှင့်စုံမိရာတွင်အဲနှဲ့သည့်သူ့လက်ထဲကငွေကလေးနှစ်ချက်ကိုဖြန့်ပြ၏ယော့အန်တီအုံမာခင်အံ့အားတင်လျက်အဲ့ဒါဘာလို့ရမှာလဲအင်းနှဲ့ဟာအင်းနှဲ့တိတ်ထားလေခေါ်တာကြွေးဖို့အန်တီရဲ့အိုးဘာခေါ်တာကြွေးရမှာတော့ ဒီလိုအန်တီရဲ့ဟိုတလောကအမေစီယာဆလာတော့အန်တီပဲဖက်ပြတယ်မဟုတ်လားအဘဖူတီကြီးတပင်မောကကြာသေးသွားတော့မချွတ်ဘူးတဆိန်ကြီးဖြစ်ပြီးနေတာလေအဲ့ဒါဒီအိမ်ထိအင်းရွက်စီလိုက်လာပြီးဟောဟိုအိမ်ရှိက အင်ကယ်ကြီးထိုင်နေကြပလက်ကလေးတိုင်းမှာညညလားထိုင်နေတာအင်းရွယ်မရရဲဒါကြောင့်အင်ကယ်ကြီးဖျားတော်တာပေါ့ဒါနဲ့မင်းညာကတော့အင်းရွယ်သူ့ကိုတိတိကျကျပြုတ်ပြီးနောက်ဒီမလာဖို့တောင်းပန်လွှတ်လိုက်ရတယ် ့ကိုခေါ်သာကြွေးမယ်လို့လည်းပြောလိုက်တယ်။တစီကိုဒီလိုပဲခေါ်သာကြွေးရတယ်တဲ့အန်တီရဲ့ဇေနိုင်အုံမာခင်သည်ဟုတ်တာမဟုတ်တာအပါထားအင်းနှဲ့ဤစိတ်ထားနေစေတနာတရားတရားကို နားလေသွားကကလေးမလေးဤသပင်းနီးကျင်ကလေးကိုတယုတ်တရပတ်သက်ပေးရင်တကယ်စေတနာမေတ္တာရှင်မလေးရဲ့ဟု သူ့စိတ်ထဲမှာလိုက်လိုက်လေးလေးရေကြောလိုက်မိလေဤ တော်ဒါဆွေပန်ရုပ်စုံမဂ္ဂဇင်းစက်တင်ဘာ1989